ုရားသခင်နဲ့လူသားတွေကြားမှာရှိတဲ့ကတိတော်အဲ့ဒါကဘလို့များပြောင်းလဲတိုးတက်လာခဲ့လဲဒီနေ့မှာတော့လေတမန်ကျန်စာတွေကအယံကိုအဓိကကြတဲ့ပဋိညာတရားတွေရဲ့ဇလံအဲ့ဒီဇလံကဘလို့တဖြည်းဖြည်းပြောင်းလဲလာတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်ကဲဒီဇလံကိုနားလေကိုအတော့ကျွန်တော်တို့ဘယ်ကနေစကြအောင်လဲဆိုတော့ကျွန်တော်ဖျားခင်ကတိတော်ပဋိညာတရားဆိုတာဘာလဲဆိုတာကိုကြည့်မယ်ပြီးရင်ပရမပဋိညာတရားနဲ့ပညာတရားရဲ့အခန်းကဏ္ဍကိုဆက်လေ့လာမယ် အဲ့ကနေမှပြင်းညင်တဲ့လဝကတိုင်ရဲ့အပြစ်ဖြစ်ခြင်းအကြောင်းနောက်ဝိညာဉ်တော်ရဲ့ပညာတရားအဆုံးမှာတော့ဒီပြင်းညင်တရားတွေကအသင်းတော်ရဲ့တောင်းဝန်နဲ့ဘလို့ဆက်ဆက်နေလဲဆိုတာကိုလေ့လာသွားကြမှာပါဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုစာလိုက်ကြရအောင်ဘုရားတခင်ရဲ့ကတိတော်ပြင်းညင်တရားဆိုတာနဲ့စာလိုက်ကြတာပေါ့ဒီဆလန်တစ်ခုလုံးကို မောင်းနေနေတဲ့အဓိကမေခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘုရားတခင်နဲ့လူသားတွေရဲ့ကတိတော်ဟာဘလို့များပြောင်းလဲလာခဲ့တယ်လဲဆိုတာပဲဘာလို့လဲဆိုတော့လေ ီဆက်ဆံရေးကဂတိတော်တစ်ခုတည်းပေါ်မှာရက်နေတာမဟုတ်ဘူးတစ်ခုပြီးတစ်ခုတိဆောက်လာတဲ့အဆင့်ဆင့်တိုးတက်ပြောင်းလဲလာတဲ့ပဋိညင်တရားတွေနဲ့ဖွဲ့စည်းထားတာကိုတွေ့ရမှာပါ Okay ဒါဆိုအပိုင်းညံကိုဆက်ကြည့်အောင်ပထမပဋိညင်အဲ့ရကပညာတရားနဲ့ဘယ်လိုဆက်ဆက်နေလဲသူ့ရဲ့အခန်းကဏ္ဍကဘာလဲဆိုတာပေါ့ဒီဇလိုင်းရဲ့အစကဒီနေရာကနေစတယ်လို့ပြောလို့ရပါတယ် ပထမပရိယင်ဆိုတာပါလဲဆိုတော့အဲ့ဒါကမောရှိနဲ့ကောင်းကင်တမန်တရားတစ်ဆင့်ပေးခဲ့တဲ့ဖြစ်ညတရားတွေပါပဲအဓိကကတော့ဖြောင်းမချင်းအတွက်စံတစ်ခု standard တစ်ခုကိုတတ်မှတ်ပေးတာပေါ့ဒါပေမဲ့ဒီမှာတစ်ခုရှိတာက तू ကကောင်းကင်ဘုံကအရာကြီးရဲ့အရေးဒါမှမဟုတ်ပုံစံတစ်ခုပဲဖြစ်နေတယ်အဲ့ဒါကြောင့်အဖြစ်ကိုစေကျော်ဖို့ဆိုရင်တိရစ္ဆာန်ရဲ့အထွေနဲ့ပူစောတကားပြုဖို့လိုအပ်ခဲ့တာပါဒါဆိုပြည့်ညတ်တရားကဘာလို့အရေးကြီးခဲ့တာလဲယောမတော်ဝါဒစာမှာရှင်းရှင်းလေးပြောထားတယ် ပညာတရားအဖြစ်အပစ်ကိုတီးချင်းတို့ရောက်တဲ့အေးတဲ့ဆိုလိုတာကပညာတရားရဲ့အရိကအလောက်ကလူတွေကိုကယ်တင်ဖို့မဟုတ်ဘူးအဲ့ဒီအစားမန်တချက်လိုပဲပြဿနာကဒီမှဆိုပြီးရှင်းရှင်းလင်းလင်းထောက်ပြပေးတာ ကို့မှာအပစ်ရှိမှန်တိလာမှာပဲအဖြစ်တစ်ခုလိုအပ်တဲ့စရာကိုနားလည်လာမှာလေအဲ့ဒီတော့ပညာတရားအောက်ကဆက်ဆံရေးကဘလို့ပုံစံဖြစ်သွားလဲဆိုတော့အမားလို့မိရအပြစ်ပေးခံရမလားဆိုတဲ့ကြောက်စိတ်ပေါ်မှာအခြေခံသွားတယ်ဒီအခြေအနေကိုရင်းမြစ်မှာ ကျွန်စိတ်တက်လို့တုံလုံးထားတာပေါ့စီကံလေးကိုချစ်လို့လိုက်နာတာမဟုတ်ပဲကြောက်လို့လိုက်နာရတဲ့ဆက်ဆံရည်မျိုးပေါ့ကဲအခုအပိုင်းတုံးကိုရောက်လာပါပြီပဋိညာန်တဲ့နဲ့လဝါကတိုင်ရဲ့အကစ်ဖြစ်ခြင်းဒီနေရာမှာဇလန်းတစ်ခုလုံးကတစ်စချိုးပြောင်းလဲတော့တော့မှာပါဒီအပြောင်းလဲတကယ်ကိုအကြီးကြီးပါစဉ်းစားကြည့်လေပညစ်တရားအောက်မှာဆိုရင် အပြည့်စင်ချင်းကိုပဲရင်ဆိုင်ရတယ် ဒါပေမဲ့ပရိညာတွေမှာကိုကျေးဇူးတော်ကြောင့်အပြစ်ဖြစ်လို့ချင်းကိုခံစားရတယ်။ဆက်ဆံရေးကလည်းအပြစ်တံကိုကြောက်နေရတဲ့ဂျွန်စိတ်တာကနေဖျားသခင်ကိုအဖားလို့ယဉ်ယဉ်ဒီနီခေါ်ခွင့်ရတဲ့မွေးစားခြင်းဆံရဝိညာဉ်ကိုရတဲ့အထိလုံးဝကိုပြောင်းလဲသွားခဲ့တာပါ။အင်းဒီလိုဆက်ဆံရေးအသည့်ဖြစ်လာနိုင်တာကတော့တားတော်ကြောင့်ပါပဲ။ပရိညာတွေရဲ့ပထမဆုံးအဆင့်ကတားတော်ရဲ့အသေးခံခြင်းအပြင်အပြစ်အလုံးကိုခွင့်လွှတ်ပေးလိုက်တာပဲ။ပြီးနေတရားကဒါတွေကအမားတွေဆိုပြီးလက်ညှိုးထိုးပြနိုင်ခဲ့ပြီမြဲ။ သူမဖြည့်ရှင်းပေးနိုင်ခဲ့တဲ့အပြည့်ရဲ့တန်ဖိုးကိုတားတော်ကအပြည့်ဝပြီးဆက်ခဲ့လို့ပါပဲဟုတ်ပြီအပိုင်းလေးကိုဆက်သွားကြမယ်ဝိညာဉ်တော်ရဲ့ဖိညက်တီးရနဲ့ဆက်ဆံရေးတဲ့ဒီနေရာမှာပဋိညာဉ်တက်ကအဖြစ်ခွင့်လို့ယုံတတ်တဲ့ပြီးမတော်ဘူးဆိုတာကိုတွေ့ရမှာပါဇလန်ကဆက်စီရရှိပါသေးတယ်ဒီမှာတိတ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကပဋိညာဉ်တက်မှာအဆင့်နှစ်ဆင့်ပါတယ်ဆိုတာပါပဲပထမဆင့်ကအဖြစ်ဖြေခြင်းဒါကတားတော်အားဖြင့်အဖြစ်တွေကနေလွတ်မြောက်ခွင့်ရတာ ုတိယအဆင့်ကလိုက်နာခြင်းဒါကကြတော့တန်ရှင်သောဝိညာဉ်တော်ရဲ့တန်ခိုးနဲ့အဖြစ်ကိုအောင်နိုင်ပြီးဖြောင်းမတ်စွာအသက်ရှင်နိုင်ဖို့ပါဆိုတော့အဖြစ်လွတ်ပေးရုံနဲ့မဟုတ်တော့ဘူးအဖြစ်မလွတ်ပဲနေနိုင်တဲ့အဖြစ်ဆွမ်းဆောင်ပေးတာပဲသွားပြီဒီအဆင့်ကဆက်ဆံရေးကိုတကယ်ကိုအခြေခံကစပြီးပြောင်းလဲပြလိုက်တာပါယုံမအရှိစင်ကမှပြောစားတယ်လို့ပဲကြောက်နေရတဲ့ကျွန်းစစ်တမျိုးမဟုတ်တော့ဘူးအဘအဘလွတ်ခေါ်နိုင်တဲ့မွေးစားခြင်းဆရာဝိညာဉ်ကိုရရှိတာကို ဆိုတော့အဖြစ်ပေးမကိုကြောက်နေရတဲ့ဆက်ဆံရေးကနေတကယ်ကိုချစ်ခင်ရင်းနှီးတဲ့ဖခင်နဲ့သားသမီးဆက်ဆံရေးမျိုးအဖြစ်ပြောင်းလဲသွားတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲ။ကဲအခုတော့နောက်ဆုံးအပိုင်းအပိုင်း၅ခုရောက်လာပါပြီ။ပဋိညာတရားနဲ့အသိန်းတော်ရဲ့တာဝန်ဒီပဋိညာတရားရဲ့အစဉ်စဉ်ပြောင်းလဲလာတာနောက်ဆုံးမှာဘယ်ကိုဦးတည်နေတာလဲ။ရင်းမြစ်ရဲ့အဆိုရတာလေ။ဒီအရာအလုံးကအတင်းတော်ရဲ့တာဝန်နဲ့တရားကိုဆက်စပ်နေတယ်လို့ဆိုပါရယ်။အဲ့ဒီမှာပထမဆုံးအနေနဲ့ တောင်းနိုင်ရှိသောအသင်းတော်ဆိုတဲ့အယူဆကိုကြည့်အောင်ရင်းမြတ်တရားရီချမ်းဆက်တတ်မှာပေါ့အ내ဖွင့်ဆိုချက်အရာပေါ့လေဒီသင်းတော်ဆိုတာဖရာတခင်ရဲ့တွေးတော်နဲ့ဝေယူထားတဲ့အတိုင်းဝိုင်းဖြစ်တယ်ပြီးတော့သားတော်ကိုဖွားမြင်တယ်နောက်ဆုံးမှာသူတို့ရဲ့တက်တွေခန့်ချက်နဲ့စာတန်ကိုအောင်းနိုင်ပေသူတွေဖြစ်တယ်လို့ဆိုထားပါတယ်အဲ့နောက်မှာတော့မိခုံခုနှစ်လုံးရှိသောအတင်းတော်ဆိုတာဆက်ပြီးပေါ်လာပါတယ်။ဒါကတော့နောက်ဆုံးတော့ကာလာကအတင်းတော်ကိုပုံဆောင်နေလို့ဆိုရယ် ဒီထင်းတော်ကတန်ရှင်သောဝိညာဉ်တော်ရဲ့နောက်မိုးလို့ခေါ်တဲ့တံခိုးကိုရရှိမယ်။ပြီးတော့နောက်ဆုံးသောကာလမှာ prophet ပြုမဲ့သက်တည်နှုန်းနဲ့သူတို့ကိုကိုးစားပြုတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ဒီအသင်းတော်တွေတဲကနေမှအောင်းနိုင်သူများဆိုတဲ့အထူးအုပ်စုတစုထွက်ပေါ်လာမလို့ရင်းမြစ်မှာဆိုထားတယ်။သူတို့ရဲ့တာဝန်တွေကပါတယ်လဲဆိုတော့ ပညာတော်ရဲ့အမှန်တရားကိုတက်သိပြဖို့သူတငယ်ရဲ့အသွေးနဲ့သူတို့ရဲ့တက်သိခံစကားအဖြစ်စာတန်ကိုအောင်းနိုင်ဖို့ပြီးတော့လူမျိုးတွေကိုအုပ်စိုးခွင့်ရဖို့နောက်ဆုံးမှာနေ့တထောင်နိုင်တဲ့တော်တည်ထောင်တဲ့နေရာမှာပါဝင်ဖို့ဖြစ်ပါတယ်ဆိုတော့ပဋိညင်တရားတွေရဲ့အစကနေအဆုံးထိဒီစည်းကြောင်းတစ်ခုလုံးကိုလိုက်ကြည့်ကြည့်တဲ့အခါမှာနောက်ဆုံးမှာတော့ကျွန်တော်တို့အားလုံးအတွက်မိခွန်းတစ်ခုကြံခဲ့ပါတယ်ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ပဋိညင်တရားတွေရဲ့ဇလန်းကဒီနေ့ခင်မှာနေထိုင်နေတဲ့ကျွန်တော်တို့အတွက်ရော ဘလို့အတေးပဲတက်ရောက်နေတယ်လဲဒါကတော့ဆက်ပြီးစဉ်းစားဖို့ခြံထားခဲ့ခြင်းတဲ့မေခိုလေးတစ်ခုပါပဲ။